ော့ကျမတို့ရဲ့တော်လန်ရေးဟာအနိုင်ရှုံးပေါ်မှာပဲမှုတည်ပါတယ်။မင်းအောင်လိုင်းရဲ့ထွက်ပေါက်ဟာအနိုင်ရှုံးပေါ်မှာပဲမှုတည်ပါတယ်။ကျမတို့နိုင်အောင်တိုက်နိုင်မှဒီကောင်ရဲ့နော်ဒီကောင်ရဲ့အသေးဝင်ကိုကျမတို့ကအမြဲတမ်းပို့နိုင်မှာဖြစ်တယ်။ Facebook, YouTube, Viber, TikTok ကနေပြီးတော့မှကျွန်တော်တို့ဒီ social media ကနေပြီးတော့မှမင်းတို့လောက်ရည်ဒီမားနေတယ်ဆိုတဲ့အကြောင်းလူလူလက်မခံဘူးဆိုတဲ့အကြောင်းဟိုအဲ့အတွက်ကြောင့်မို့ငါတို့လက်နဲ့ကင်တယ်ဆိုတဲ့အကြောင်းဒါတွေကိုကျွန်တော်တို့အများအားပြောနေရမယ်ကျွန်တော်တို့တက်ဖွဲ့ဝင်အချင်းချင်းတိုက်ခိုက်ဖို့အချိန်မရှိဘူးကျွန်တော်တို့ရဲဘော်တွေကိုလည်းကျွန်တော်တို့မာတယ်ကိုယ့်ရဲ့တက်ဖွဲ့ဝင်အချင်းချင်းတိုက်ခိုက်ဖို့အချိန်မရှိဘူး အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဆက်သွင်းရနေ့ရဲ့နေလခင်ပိုင်နောက်ဆုံးရသတင်းထူးများနဲ့အတူပေါ့နော်နောက်ပိုင်းမှာတော့မွေကိတ်ခံရတဲ့မအားလောက်အဆုချောင်းကိုပြောလိုက်တဲ့မတတဲအေးရဲ့သတင်းလေးနဲ့အတူနောက်ဆုံးတစ်ပုဒ်မှာတော့ကျွန်တော်တို့ကိုဇွဲရဲ့သတင်းထူးလေးကိုပါစူးစီးတင်ဆက်ပေးလိုက်ပါတယ်သတင်းထူးနဲ့သတင်းကောင်းလေးတွေဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့အတူတူအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ကိုဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုလို့ကျွန်တော်ဆက်လိုက်အောင်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဟုတ်ကဲ့ပါကိုတိုင်းကတာရောက်ရိခိုင်ပါ အကြက်ဖက်စကောင်စီလောက်ခန့်အုပ်ချုပ်ရေးမှုတွေတောက်ရှောက်ပစ်ခတ်ရှင်းလင်းခံရပြီးအသီးသီးတိတ်ကုန်ကြတာတွေများလာလို့ဆိုပြီးစေကောင်စီကသူတို့စစ်တပ်လောက်ခန့်ပြီးစောတီတွေကိုလက်နဲ့တက်ဆင်ပေးပြီးတော့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့အတွက်လုံခြုံရေးစပေးနေရတဲ့အခြေအနေဖြစ်နေပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ကက်တစ်ကိုပြောပါတယ်။ဒါကတော့လက်ရှိနိုင်ငံတော်ကကြက်ဖက်စကောင်စီလောက်ခန့်အုပ်ချုပ်ရေးမှုတွေနဲ့ပြူစောတီတွေဟာစစ်မှုထမ်းမှုလူငယ်တွေကိုမတရားဖမ်းဆီးပြီးစစ်တပ်ထက်အတင်းအဓမ္မသွတ်သွင်းတာတွေငွေညှစ်တောင်းရမ်းတာတွေအပြင်စစ်တပ်အကူနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်တာတွေလုပ်နေတဲ့အတွက်ဒေါ်လာရေးတက်ဖွဲ့တွေက အဲ့ဒီအုတ်ကြီးတွေကိုပြက်ခတ်ရှင်းလင်းမှုတွေတောက်လျှောက်လုပ်လာနေရမှာဘကိုးတိုင်းမှာဆိုရင်အုတ်ချုပ်ရင်းမှုတွေနဲ့ပြူစောတိတွေဟာတောက်လျှောက်ဆုတ်လို့ပြက်ခတ်ရှင်းလင်းခံရပြီးအသီးသီးတွေသေကုန်ကြပါလေအချို့ကြေးရအုတ်ကြီးတွေဆိုရင်တို့နေထိုင်ရနေရာတွေမှာမနေရတော့ပဲတခြားမြို့နယ်တွေကိုထွက်ပြေးတိမ်းရှောင်နေရတာတွေအုတ်ကြီးယာတုကနေနှုတ်ထွက်သွားတာတွေပါရှိလာတဲ့အတွက်ဘကိုးတိုင်းကကြေးရွာဘက်တွေမှာစစ်တပ်ရဲ့အုပ်ချုပ်ရေးရန်ရရက်တန့်လူနိဗာအခြေအနေတိဖြစ်လာနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလေ။အဲ့ဒီအတွက်အဂျပန်စစ်ကောင်စီတပ်ကသူတို့စစ်တပ်လောက်ကအုပ်ချုပ်ရေးမှုတွေမကြာခဏပြစ်ခတ်ရှင်းလင်းခံရလို့ဆိုပြီးအခုခါမှာတော့ သူတို့စစ်တပ်လက်အောက်ခံပြူစောဒီတွေကိုလက်နက်တပ်ဆင်ပေးပြီးရဲကြီးအုပ်ချုပ်ရေးအဖွဲ့အတွက်လုံခြုံရေးစပေးနေရတဲ့အခြေအနေဖြစ်နေပြီလို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ကောင်းလေတဲ့တဆက်ထဲမှာပဲပကိုးတိုင်းအုပ်တွင်းမြို့နယ်မှာအချက်ဖက်စကောင်းစီအတွက်လူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအရမတသားတက်လိုက်စုနေတဲ့ဥယျာဉ်တော်ကြေးရွာအုပ်ချုပ်ရေးမှုပြစ်ခတ်ခံရပြီးဤပွဲချင်းမျိုးကိုတိတ်သွားပြီလို့ဒေသခံပြည်သူတွေကရင်ကုန်ကစ်တစ်ကိုပြောပါတယ်။ဒါကတော့မတ်လ17ရက်နေ့ညနေပိုင်းကပဲ အုတ်တွင်းမြို့နယ်ဥယျာဉ်တော်ကျေးရွာအုပ်ချုပ်ရေးမှူးကိုအမိမသိတနတ်သမားတွေကဝင်ရောက်ပြစ်ခတ်ရှင်းလင်းသွားရမှာအုတ်ကြီးဟာနေရာမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီဥယျာဉ်တော်ကျေးရွာဟာအုတ်တွင်းမြို့နယ်ဒဲကရန်ကုန်မန္တလေးလမ်းဟောင်းဘေးမှာရှိတာဖြစ်ပြီးပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာပဲရန်ကုန်မန္တလေးလမ်းဟောင်းလမ်းစုံမှာရှိတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေဟာလမ်းပိတ်ဆစ်ဆေးဓာတ်တွေလုတ်သွားတယ်လို့ပြစ်ခတ်ခံရတဲ့ဥယျာဉ်တော်ကျေးရွာအုပ်ချုပ်ရေးမှူးကတော့စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအဓမ္မတတ်တတ်တဲ့လိုက်စုနေသူဖြစ်ပြီးအခုတော့သေပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ ကောင်းလေတတတရင်တဆက်ထဲမှာပဲဘကိုးတိုင်းကအုပ်ဖို့မြို့နေမှာလေလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်ခေါ်ဖမ်းဆီးခိုင်းနေတယ်စစ်တပ်အမကန်တတင်းပေးပြူစော်တီအေးလွင်ဆိုတဲ့သူပြေခတ်ခိုင်းရပြီသူလည်းပဲပွဲချင်းမိကိုတိတ်သွားပြီတာယာမီခိုင်ပီတီရဲ့တာဝန်ရှိသူတူကရင်ုံခစ်တဲ့ကိုပြောပါတယ်စစ်မကောင်းဘူးပါလေမကွေးတိုင်းကတောင်တွင်းကြီးမြို့နေမှာစစ်မှုထမ်းအကြောင်းပြပြီးပြည်သူတွေစီကနေမတရားငွေညှစ်တောင်းရနေတယ်ညာတော့ခြေရွာအုပ်ချုပ်ရေးမှုဟောင်းအောင်လွင်ဆိုတဲ့သူလည်းပြေခတ်ခိုင်းရပြီပွဲချင်းမိကိုတိတ်သွားပြန်ပြီလို့မကွေးပြောက်ကြတဲ့တာဝန်ခံကိုကန်ကြီးမောင်ကရင်ုံခစ်တဲ့ကိုပြောပါတယ် ဖက်မှာတော့စကိုင်းတိုင်းကရွှေဘုံနဲ့ပလဲမြို့နယ်တွေမှာအချက်ဖက်စကောင်းစီတပ်သား၄ဦးဟာလက်နက်တွေနဲ့အတူတော်လိုင်းကြီးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့တပ်ဆိုင်ရာတော်လိုင်းကြီးတပ်တွေစီကနေသိရပါတယ်။ရွှေဘုံမြို့နယ်မှာတော့မတ်လ၁၇ရက်နေ့ကပဲ ဇီဗီကုံပျစောတိချိန်မှာကိုရောက်နေတဲ့စကောင်းစီတတတူဟာသူကိုင်းဆောင်တဲ့တနက်နဲ့အတူမိသားစုပါခေါ်လာပြီးတော်လန်ရေးတက်တွေစီမှာအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ်။တစ်ဖက်ကပလဲမြို့နယ်မှာလေမြို့ပေါ်မှာတာဝန်ကျောက်နေတဲ့စကောင်းစီတတတူဟာဖေဖော်ဝါရီ28ရက်နေ့ကပဲလက်နက်နှစ်လက်နဲ့အတူတော်လန်ရေးတက်တွေစီကိုအလင်းဝင်ရောက်လာပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေပါချင်းမြင့်ပေးထားတယ်လို့လည်း BNA တပ်ဖွဲ့ကထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။လေစားရပြရေပေါ့နော်။ကဲပါဒါကတော့ဒီနေ့နေ့လည်ခင်းနောက်ဆုံးရတဲ့သတင်းထုတ်လေးပဲဖြစ်ပါတယ်။ ဆိုတော့ဒီရဲ့စစ်ကောင်စီကအကွက်ကြကြပါတော့ကျွန်တော်တို့ပြည်သူတွေကိုဘလောက်ထိုးကြွေးထားလဲဆိုတာပဲကြည့်လိုက်ဒီကောင်တွေအုတ်ချုပ်တယ်အုတ်ချုပ်ပြီးတော့မှအဲအုတ်ကြီးတွေကိုယာရုတွေပေးတော့မှလည်းစစ်ဘုထမ်းကောက်ခိုင်းနေဆိုတော့မသေးခင်မှာလုံခြုံရေးတွေမပေးဘူးเนาะတေးပြီးမှပဲလုံခြုံရေးတွေပေးတယ်ဆိုတော့အဲအုတ်ကြီးတွေကိုတေးစေချင်တဲ့သဘောเนาะစစ်မပူနဲ့မင်းတို့ဘလောက်လုံခြုံရေးပေးပေးသီးလားငါတို့ကောင်တွေကပြင်းအောင်ပြင်းနေရဲ့လို့ပြောလိုက်မယ်เนาะ PDF ဆိုတာပြည်သူပဲပြည်သူဆိုတာလည်း PDF ဆိုတော့ PDF ပေါ်ပေါက်လာတာပြည်သူကနေပေါ်ပေါက်လာတယ်အဲဒါကြောင့်ပေါ့เนาะပြည်သူရှိတဲ့နေရာတိုင်းက PDF ရှိတယ် အဲဒါကြောင့်မင်းတို့ကလည်းတတိထားနေကြအုတ်ကြီးတွေနောက်တက်လာမဲ့အုတ်ကြီးတွေလည်းနော်ကို့အလောင်းကိုပေါ့နော်ဘယ်မှာမြုပ်မလဲဆိုတာကိုကြိုတင်လို့မှတွေးထားကြလို့ပဲပြောလိုက်မယ်နော်ဆိုတော့တည်င်းလေးတွေကအိမ်မှာမှကောင်းပါတယ်ဒီရဲ့တည်င်းကြည့်ပြီးတော့နော်အားရကျန်မှုရှိမယ်လို့မျှော်လင့်ပါတယ်ဒါဆိုရှင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ပေါ့နော်မတတဲအေးရဲ့မာလာစစ်အုပ်စုဟာခေါင်းကိုမွေးကြိုက်ခံနေရပြီဆိုတဲ့တည်င်းခေါင်းစဉ်လေးနေပေါ့နော်ပြောထားတဲ့တည်င်းလေးကိုကြည့်လိုက်အောင်လက်နက်တွေအပြည့်စုံနဲ့เนาะအာဏာကြီးချုပ်ကန်ထားပြီးမြန်မာနိုင်ငံတကာနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်ခွင့်ရနေတဲ့ အချိန်မှာတော့နော်လက်ပလာနဲ့ပြည်သူမနိုင်တဲ့စစ်တပ်ကတခြားနိုင်ငံတွေကိုအမိပြုတ်ပြီးတော့တခြားနိုင်ငံတွေကိုဖိပေးပေါင်းပြီးတော့နော်ကိုယ့်ရဲ့အာဏာတည်မြဲရေးတော့မြန်မာနိုင်ငံလုံးကိုလုတ်ချင်တယ်လို့လုတ်တော့မယ်။ကောင်းနေကိုအပိထောက်ခံပြီးတော့အရန်ချိန်နဲ့နေတဲ့လူတွေရှိတယ်။နော်ရုရှားပူးပေါင်းလာတဲ့အပေါ်မှာတအားအောင်မှဟာကိုဘယောက်လိုရောက်နေမှန်းမသိကိုဘဝအခြေအနေတွေအစ်တန်ရောက်လို့ရောက်နေမှန်းမသိတဲ့နော်အခြေအနေတရက်ကိုနော်ကြောက်ရွံ့နေကြတဲ့လူတွေကိုပြောချင်တယ်။ချက်တက်ကြစမ်းပါလို့နော်ချက်တက်ကြအဲ့ဒါနင်တို့ရဲ့အပရိရဲ့အရေးချင်းပါပဲ။ ော့ဒီရေချင်းတွေကိုကြည့်ပြီးတော့မှကိုယ်နိုင်ငံရဲ့အနာဂတ်ဟာဒီကောင်ကြီးရဲ့လက်ထက်မှာဘယ်လောက်ထိသောက်တုံးမှုမျိုးဖြစ်သွားနိုင်လဲဆိုတော့ခံမှန်းလို့ရတာပဲလေနော်အခုအမေအွန်လိုင်းတို့ရဲ့အခြေအနေကလိုချင်တာကိုအကုန်ပေးတော့မယ်အခြေအနေပါရုရှားအနေနဲ့တရုတ်အနေနဲ့ဘာပဲတောင်းဆိုတောင်းဆိုမြန်မာနိုင်ငံလုံးကိုပဲပေးရပေးရပေးတော့မယ်အခြေအနေတရက်ဖြစ်ပါတယ်နော်အဲ့တော့အရန်ကဟိုရုံမှာတက်တက်ရုံမှာတာပေါ့ရှင်နော်နောက်ဆုံးရုံမှာချင်းရုံမှာချင်းကုန်ပြီပေါ့ဟိုအဲ့ဒီပုံမှာချင်းနဲ့အားရနေတဲ့လူတွေကျွန်မတခုပြောချင်တာချင်းတို့ကံတရားကိုရှုံတာ 怎么还都修呢？跟的也好，都看不一点看家人，他们来不，喏，一走路没有，哎，没有来不嘛？多人一杀起起来个，跟的也好，欺负你个，喏，没有没有，那个人对的嘛，都看没有动，喏，老两口的杀起做事起来，哎，哎呀，我勒跟的阿个都不嘛欺负你皮个，喏，拄阿罗，那个人干嘛免得要，第一步做啥子没，喏，多来死的起来，工资弄的出的的，喏，那个人他阿个，生产户的户嘞，你生的代，谁拿路路看的阿的，你看到别人阿们死路嘞，高尚起来不喏，哎，一边布。 ဒီတရုတ်ကိုပေါင်းပြီးတော့တရုတ်ရဲ့စီးပွားရေးတွေနောက်ထပ်တရုတ်ကိုလုံနိုင်မယ့်အခွင့်အရေးတွေအားလုံးပေးပြီးတာတော့မှနော် ICJ ဖောင်ဝရန်ကြီးအကြောင်းကြီးကထွက်လာတယ် ICJ မှာဖောင် ICC မှာဖောင်ဝရန်ထုတ်ဖို့အတွက် ICJ ကနေပြီးတော့နော်ထုတ်ပြန်တဲ့တရင်ကြီးကထွက်လာတော့သူ့ရဲ့ကောင်းကိုငွေကြိုက်တာပါပဲလူဟင်တာတွေကိုလူမျိုးတုံးတက်ဖြတ်မှုကသူ့အနေနဲ့တည်တည်လေးလို့ယူဆထားခဲ့တဲ့အရာကသူ့အတွက်အကြီးအမားဆုံးပြဿနာဖြစ်နေပါတယ်ဒီအချိန်မှာနိုင်ငံရေးထွက်ပေါက်ရခဲ့တယ်ဆိုရင်လည်းသူ့အတွက်ကတော့ဒီပြဿနာကငြိမ်းအေးသွားမှာမဟုတ်ဘူးတော်တော်များလေဒီပြဿနာကိုလက်တလုံးဒီပြဿနာကြားကနေရုံထွက်နိုင်မှုအတွက်သူကဂရုမစိုက်ပဲနေနေရတာတော့မဟုတ်ပါဘူး နော် ICC ကဘာမှမလုပ်နိုင်ပါဘူးကွာဆိုပြီးဂရုမစိုက်ပဲနေနေတဲ့ပုံစံမျိုးမဟုတ်ပါဘူးလက်ရှိမင်းအောင်လည်းလုပ်နေတာဒီအားလုံးကဒီအမှုနဲ့အများကြီးပတ်သက်ပါတယ်ဂျီထန်ကနေသူ့ဘလို့ရှောင်ထွက်လို့ရမလဲဆိုတော့လမ်းကြောင်းကိုသူကရွေးချယ်နေတာဖြစ်ပါတယ်အဲ့တော့သူရွေးချယ်လိုက်တဲ့လမ်းကသူ့မှာရှိတာတွေအကုန်ပေးဖို့ပါသူ့ရဲ့အာဏာတည်မြဲဖို့အတွက်တိုင်းပြည်ကိုဟုတ်လားဘယ်သူလက်ထဲကိုပဲဘယ်လိုအခြေအနေမျိုးနဲ့ပဲအဲ့ရအဲ့ရအဲ့မှဖြစ်ပါတယ်လက်ရှိအထုတ်ချာအာဏာတည်မင်းအောင်ရဲ့လက်ထဲမှာလုံးဝမရှိတော့ဘူးနဲ့ပူတင်နဲ့နော်ကာကိုကြီးတို့ရဲ့လက်ထဲမှာပဲရှိနေတဲ့သဘောတရားမျိုးဒါပြမင်းအောင်နိုင်နိုင်လို့ဘက်ကပြတာလိုက်ရောပေးနေတာဖြစ်ပါတယ် ဟုတ်တယ်ဗျအဲ့တော့ကျမတို့ရဲ့တော်လန်ရေးဟာအနိုင်ရှုံးပေါ်မှာပဲမူတည်ပါတယ်မင်းအောင်လိုင်းရဲ့ထွက်ပေါက်ကအနိုင်ရှုံးပေါ်မှာပဲမူတည်ပါတယ်ကျမတို့နိုင်အောင်တိုက်နိုင်မှဒီကောင်ရဲ့เนาะဒီကောင်ရဲ့အသေးတွင်းကိုကျမတို့ကအမြဲတမ်းကိုးနိုင်မှာဖြစ်တယ်အခုတရုတ်တကောင်နဲ့ပါလာတာတော့မှကျွန်တော်တို့တော်လန်ရေးသမားတွေတော့အများကြီးကတ်ကယ်ရှိပါတယ်အများကြီးကမှကြန့်ကြပါတယ်တော်လန်ရေးဟာအဲ့တော့နောက်ထပ်တကောင်မှာအင်အားကြီးရဲ့နိုင်ငံငနိုင်ငံမျိုးကထပ်ပါလာတယ်ဆိုတော့မင်းအောင်တို့လိုင်းတို့အတွက်ကအခုချိန်မှာဝမ်းသာစရာတခုဖြစ်နေတာပေါ့လေသူတို့လည်းတော်တော်ပျော်နေကြပါတယ်เนาะအဲ့တော့ကတရားကိုယုံလားလို့ကျွန်မမေးခဲ့ပြီးမှလား ကန်တရားကသူတို့ကမှဘလို့မှရှိနေခဲ့ပါဘူးအခုသူတို့ဘလောက်ပဲပျော်နေပျော်နေသူတို့အပျော်လေးမပြီးသေးခင်မှာပဲနော်ဖိလစ်ပိုင်သမရဟောင်းနော်ဒူတာတေးရဲ့သတင်းကြီးကထွက်လာတယ်ရှင်ဒါကမင်းအောင်လိုက်တော့ငွေကြိုက်တဲ့သတင်းပါနော်ဖိလစ်ပိုင်ရရဲတွေကသမရဟောင်းကိုဖမ်းပြီးတော့မှ ICJ ကိုပို့လိုက်တဲ့ကိစ္စဟာမင်းအောင်လိုက်ထဲကိုစဉ်းစားရမယ့်ကိစ္စအိမ်မက်စုံမတ်ရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့ဒီကိစ္စကိုနော် ICC ကိုတွားပြီးတော့နောက်လို့မရပါဘူး ဘာမှမလုံနိုင်ပါဘူးကွာလို့ပြောလို့မရပါဘူးမလုံနိုင်တဲ့လူရှိတယ်လုံနိုင်တဲ့လူရှိပါတယ်မင်းအွန်လိုင်းလို့လူမျိုးကိုတော့ ICC ကအတားလေးဖမ်းဆီးနိုင်တဲ့အနေအထားတွေအခြေအနေအများကြီးရှိပါတယ်เนาะအဲ့တော့မလုံပူတင်လို့လူမျိုးကိုမလုံနိုင်ဘူးဆိုတာကတော့ဒါကရှင်းပါတယ်ကမ္ဘာမှာအင်အားကြီးနေတာကပူတင်လို့အခွင့်ဖြစ်ပါတယ်ပူတင်လို့နိုင်ငံဖြစ်ပါတယ်ရုရှားနိုင်ငံဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးနိုင်ငံဟာလာအနုမျိုးလက်နက်တွေကိန်းအောင်နေတဲ့နိုင်ငံဘယ်ကောင်မှသိမ့်မထီရဲပါဘူး။ဒါပေမဲ့သူ့လုထားတဲ့အမားတွေကအမအတိုင်းတမိုင်းမှာတော့ရေးမှတ်ထားကြပါတယ်။ဒါကူကသိခါကြာနေပြီဖြစ်ပါတယ်။ ဲ့တော့မင်းအောင်လိုင်တို့လုံမှာက2025ရွေးကောက်ပွဲဖြစ်မြောက်ဖို့လုံမှာဖြစ်ပါတယ်အကယ်၍2025မှာမဖြစ်မြောက်ခင်လည်း2026မှာလုံမှာလုပ်ပါလိမ့်မယ်ဘယ်သူတွေနဲ့လုံလဲဆိုရင်သူသူတို့အလွင်ဝိုင်းထဲမှာရှိတဲ့လူတွေကိုပဲပါတီတွေခွဲခွင်ပြီးတော့မှဟဲ့လားအယောက်တရာရှိအယောက်တရာနဲ့ရွေးကောက်ပွဲလုံမှာဖြစ်ပါတယ်အဲ့ဒီရွေးကောက်ပွဲကလည်းတေချာပေါက်သူတို့ပဲအနိုင်ရမှာဖြစ်ပါတယ်ပါလာတဲ့နိုင်ငံဘယ်နှနိုင်ငံပါလာမယ်အဲ့ဒီပါလာတဲ့နိုင်ငံလေးနဲ့မဖြစ်ဖြစ်အောင်လုပ်ပါမယ် เนาะဘာကြောင့်လဲဆိုလို့ရှိရင် ICJ ကအာနာရှိနေလို့ရှိရင်ထိလို့မရသေးတဲ့အနေအထားမျိုးကိုသူတို့ခံမှန်းထားပုံရပါတယ်မျောလင့်ထားပုံရပါတယ်ဒါကြောင့်မို့အာနာကိုသူတို့ကအသေးလေးစောက်ကန်ထားနေဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးအရာဆွေးနွေးမယ်ဆိုတာတွေကအပေါ်စာသားတွေဖြစ်ပြီးတော့မှဘယ်တော့မှသူတို့မှဆွေးနွေးဖို့အနေအထားမရှိတော့ဘူးနောက်တစ်ခုကဒီစစ်ကောင်စီတဲမှာရှိနေတဲ့ပုံဝင်ပတ်သက်နေတဲ့အကြီးအကဲတွေအားလုံးကဒီအမှုမှာတွဲလိုက်ပါနေတာဖြစ်တဲ့တဲ့အတွက်သူတို့ဟာတလေတဲ့စီရတော့မှဖြစ်ပါတယ်ရုပ်မာတဲ့လမ်းကိုအဆုံးအဆုံးထိရောက်ကြတော့မှဖြစ်ပါတယ်အဲ့တော့မြောက်လိုင်းရဲ့လက်အောက်မှာစစ်မှုထမ်းပေးနေတဲ့ လူတွေအမှုထမ်းပေးနေတဲ့လူတွေအနေနဲ့တေချာစဉ်းစားဖို့လိုပါတယ်။ဘာတော့ရှင်လို့လုပ်နေကြတာလဲ။အခုကျွန်တော်တို့နိုင်ငံကိုတခြားနိုင်ငံတွေရဲ့လက်ထဲကိုအာဏာပေးထားရတာဖြစ်ပါတယ်။ဒီအခြေအနေပြဟာညှိလို့မရတဲ့အမှန်တရားဖြစ်ပါတယ်။အဲ့တော့ပထမတစ်ချက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တရုတ်ဟာမြန်မာအရေးကိုမပါဝင်ပါဘူးမဆော့ဖက်ပါဘူးဆိုပြီးတော့မျက်နှာပြောင်တိုက်ပြီးလူလိမ်ဇက်သွင်းနေပြီမယ်။လူလိမ်ဇက်ကနေပြီမယ်။တကယ်တမ်းကျတော့လုံခြုံရေးအရာဆိုတဲ့သူ့စီးပွားရေးကိုကာကွယ်ဖို့ဆိုတဲ့နာမည်ခေါင်းစဉ်တက်ပြီးတော့မြန်မာနိုင်ငံထဲမှာတရုတ်စစ်သားတွေအယောက်900လောက်ဝင်ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုပဲရုရှားပါဝင်ပတ်သက်လာတဲ့အပေါ်မှာကျမတို့အနေနဲ့ခံမှန်းတရတလောက်ကတော့ရုရှားတွေလည်းရုရှားရဲ့စစ်သားတွေကိုသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ဆိုတော့ခေါင်းစဉ်တက်ပြီးတော့မှနော်ဒီဂျင်းနက်စစ်ကန်တွေမှာသူတို့ရဲ့ရုရှားတင်းမောတွေကတ်နိုင်မှုကတ်နိုင်ပွဲရှိပါတယ်အဲ့ဒီကနေမှတစ်ဆင့်အရက်ဝတ်တွေပြောင်းပြီးတော့ရုရှားရဲ့စစ်သားတွေကလည်းကျမတို့မြန်မာပြည်ထဲမှာလာရောက်ဝင်ရောက်လာနိုင်တဲ့အခြေအနေတွေကိုရှိပါတယ်ဆိုတော့ကျမတို့ဂျပန်ခေတ်အင်္ဂလိပ်ခေတ်ကလူတုံးကလူပဲနော် ဟုတ်လားအခြားတိုင်းတစ်ပါးတားဒီလာပြီးတော့ဝင်ရောက်ပြီးတော့အာနာကိုချေလိမှုတို့ကဒါကျမတို့မင်းအောင်လိုက်ကကျမတို့နိုင်ငံမှာရှိနေတဲ့ရဇဝတ်ကောင်မင်းအောင်လိုက်ကကျူးလွန်နေခြင်းဖြစ်ပါတယ်သူတို့ခုမြဲဖို့တော့ပါမစို့လုပ်ပါမယ်အဲ့တော့ဟုတ်တယ်ဗျာအဲ့တော့ဒီကလေးကစားစရာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်ပြီးတာနဲ့တပြိုင်နက်မင်းအောင်လိုက်တို့ဟာဒီအချင်းရပေါ်မှာမူမူတည်ပြီးတော့အမျက်ထုတ်မယ်နိုင်ငံထဲမှာရှိတဲ့လုပ်ပိုင်ခွင့်တွေမြေတချို့တက်ဝက်တွေကိုပေးမယ်အဲ့တော့ဘလို့ဒီလုပ်ကြမယ်ဆိုတာကတော့ကျမတို့အနေနဲ့အခုချိန်မှာမပြောနိုင်သေးပါဘူးတော်တော်စိုးစိုးဝါးဝါးဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ဆိုတဲ့အခါကျတော့ဒီအခြေအနေကိုတရုတ်နဲ့ 啊，布丁诺哈。 တကယ်တမ်းကြလို့ရှိရင်เนาะကျမတို့မြန်မာနိုင်ငံမှာတို့မျက်စိကြနေရတယ်အများကြီးရှိတဲ့အတွက်မြန်မာနိုင်ငံရဲ့တောင်ပိုင်းကိုယူမလားမြောက်ပိုင်းကိုယူမလားဆိုတဲ့ခွဲခြမ်းစိတ်ပြမှုတွေအပြုသဘောဆောင်နေဆွေးနွေးမှုတွေတို့ကြားမှာလက်ရှိရှိနေနိုင်ပါတယ်ရှိလာနိုင်ပါတယ်အဲ့တော့ဒီအခြေအနေတရက်ကိုကျမတို့ပြည်သူလူထုနေတည်ဖို့လို့လေအဲ့တော့ကျမတို့မှာရွေးချယ်ရဘာမှမရှိပါဘူးအင်အားကြီးတဲ့နိုင်ငံတနိုင်ငံထပ်ပြီးတော့ပါလာတာဖြစ်တဲ့အတွက်ကျမတို့ပိုပြီးစ조사ဖို့ပဲရှိပါအဲ့တော့တော်လန်ရေးကိုပို့ပြီးတော့အာရုံစိုက်ပြီးတော့ကျမတို့ဘယ်လိုပဲပုံသွားမယ်ဆိုတာကိုပြည်သူလူထုအနေနဲ့အခုချိန်မှာပို့ပြီးတော့လေးလေးနက်နက်စဉ်းစားတွေးခေါ်သုံးသပ်ဖို့လိုပါတယ်လို့ကျမအနေနဲ့သတိပေးချင်ပါတယ်ကျမတို့နိုင်ငံကြီးဟာတကယ်ကိုမှစုပ်ပြတ်တဲ့နေတဲ့အနေအထားမျိုးဖြစ် ်နေပါလေเนาะအာနာတခုနဲ့ကျမတို့နိုင်ငံတနိုင်ငံလုံးရဲ့အနာဂတ်ဟာတခြားလူတွေရဲ့တခြားနိုင်ငံတွေရဲ့လက်ထက်မှာရှိနေတယ်ဆိုတာကိုဟုတ်ကဲ့ပါဒါတော့မတသိအေးရဲ့သတင်းလေးပဲဖြစ်ပါတယ်ဒီသတင်းလေးကိုကြည့်ပြီးတဲ့နောက်လေးပေါ့နော်ကျွန်တော်တို့ဘူတာရမယ်ကျွန်တော်တို့အဂရီမင်လေးရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ပြမတသိအေးပြောတော့တာတွန်းသက်သွားတာလည်းအရင်ကောင်းတော့ပေါ့နော်မန်ကန်တဲ့အရာလေးကြီးကျွန်တော်တွေ့ရတယ်ဆိုတော့ဒီရဲ့တာကိုကြီးရဲ့ဘေးပဲကြည့်လိုက်ပေါ့နော်ကျွန်တော်တို့တော်လိုင်းကြီးဘလောက်ထိနှောင့်နေတော့လဲဒီမြောက်ပိုင်းညီနောင်တုံးဖော်ဆိုလဲကြည့်လိုက် အလားရှိုးတို့ကိုကန်တို့တင်နန်နန်နေတို့ဆိုလုံးဝလှုပ်လို့မရတော့အနေထားဖြစ်သွားတယ်ပေါ့နော်အလားတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုပဲရှိသေးတယ်နော်ဆိုတော့ဒီခုချိန်မှာရုရှားဘာဒီကောင်ကဘောဒမားတွေမခေါ်လာတယ်ဆိုတဲ့အတွက်ပေါ့နော်ဘလောက်ထိကျွန်တော်တို့ဒေါ်လာရေးကိုထိခိုက်မလဲဆိုတော့ကျွန်တော်တို့တွေးကြည့်နေတော့တိမှာပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ထူပြောချင်တာကတော့ကျွန်တော်တို့ဒီထက်မကစီယုံပေးပါလို့ကျွန်တော်ဒီကနေပြောပါမျှတရခံပါတယ်ဆိုတော့နောက်ဆုံးတစ်ပုတ်နေနေပေါ့နော်ကျွန်တော်တို့ကိုဆွဲရဲ့တဲ့င်းလေးကိုကြည့်လိုက်အောင်ကိုဆွဲ တင်ဆက်ပြီးတော့လည်းအရင်ကောင်းတော့ဗောနော်ဒီရဲ့သတင်းထဲမှာကျွန်တော်တို့အဓိကအဖြစ်စီလုံးမှုဖြင့်ဒီဆောက်ကြဖို့ပြောရတာဖြစ်ပါတယ်ဆိုတော့တရကားလေးနေနဲ့ရှင်းပြရတာလည်းအရင်ကောင်းပါတယ်ဆိုတော့ဒီဘေးနာပုံလေးကကိုဆွဲရဲ့ justice ဆိုကြ original page ဖြစ်တာဗောနော်ဆိုတော့ပါဝင်လူတန်းချင်တဲ့လူတွေနေနဲ့လည်းဒီရဲ့ waiver number ကိုဆက်ပြီးတော့မှဗောနော်ဗီဒီယိုကိုခေါ်ပြီးတော့မှပါဝင်လူတန်းမလို့ရပါတယ်လို့ကျွန်တော်ဒီနေ့မှာအရင်ဆုံးပြောကြားလိုက်ပါတယ်ဆိုတော့ကျွန်တော်တင်လေးကိုနောက်ထောင်ကြည့်လိုက်အောင်နော် ေးချင်းကသွားပြီးကျွန်တော်တို့သွားပြောလို့မရဘူးလေအဲ့တော့ကျွန်တော်တို့ဘာလဲဆိုတော့သူတို့ social media သုံးတယ်အဲ့တော့ Facebook YouTube Viber TikTok ကနေပြီးတော့မှကျွန်တော်တို့ဒီ social media ကနေပြီးတော့မှမင်းတို့လောက်ရသည်မားနေတယ်ဆိုတဲ့အကြောင်းလူလူလက်မခံဘူးဆိုတဲ့အကြောင်းအဲ့အတွက်ကြောင့်မို့ငါတို့လက်နဲ့ကင်နေဆိုတဲ့အကြောင်းဒါတွေကိုကျွန်တော်တို့အများအားပြောနေရမယ်ကျွန်တော်တို့တက်ဖွဲ့ဝင်အချင်းချင်းတိုက်ခိုက်ဖို့အချိန်မရှိဘူးကျွန်တော်တို့ရဲဘော်တွေကိုလည်းကျွန်တော်တို့မှာလဲကိုယ့်ရဲ့တက်ဖွဲ့ဝင်ချင်းချင်းတိုက်ခိုက်ဖို့အချိန်မရှိဘူးအဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကတော်လိုင်းအစမှာဟိုတကယ်ဟိုစီးလုံးကြတယ် ျွန်တော်ဘသူရေးတာလည်းမသိဘူးကျွန်တော်ပြောသလိုပဲဘုရားဟိုဘုရားကာယဖျားဘူးသွားကြတယ်တဲ့သွားတော့ကတော့လင်းရင်ခွင်းမှာစုပြီးတက်ပုံရိုက်တယ်တက်ညီလက်ညီပဲဖျားသွားတော့လည်းတက်ညီလက်ညီပဲအဲဟိုရောက်တော့တမိုင်းကြောင်းကိုရှင်းတော့သူ့တမိုင်းကမှန်တယ်ကို့တမိုင်းကမှားတယ်တဲ့ဟိုလင်းပေါ်ပြန်တက်ပြီးတော့မှလင်းခွင်းလဲဆင်းရောဟိုဘယ်လိုဖြစ်လဲဆိုတော့တောင်းတောင်းစကားမပြောတော့အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအဲ့ဒါပြက်တာလားအဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာဘာလဲဆိုလို့ရှင်ကျွန်တော်တို့သတိထားမိလားမသိဘူးချစ်ချည်ရေးဘောလုံးပွဲတိုင်းရန်ဖြစ်တယ်တည်လားကျွန်တော်တို့မြန်မာနိုင်ငံမှာချစ်ချည်ရေးဘောလုံးပွဲတိုင်းရန်ဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကျွန်တော်အပါဝင်အားလုံးပေါ့နော်ဟိုချစ်ချည်ရေးပွဲတိုင်း ဟိုဘယ်လိုပြောရမလဲဘောလုံးချစ်ချစ်ရေးပွဲတိုင်းရံဖြစ်တယ်။တော့ဘလို့ရံဖြစ်တာလဲဆိုတော့နံပါတ်၁သူများအသင်းနဲ့ကို့အသင်းနဲ့ရံဖြစ်တယ်။ပွဲကတော့ဗာလဲဆိုတော့နှစ်ရွာချစ်ချစ်ရေးပွဲနော်နှစ်ရွာချစ်ချစ်ရေးပွဲချစ်ခင်ရင်းနှီးအောင်နှီးနှောဖလှယ်ပြီးတော့မှဘောလုံးကန်ကြတာ။ဘာလို့ဘောလုံးကန်မယ်ဆိုကျွန်တော်တို့တွေးဆောင်ကြမယ်မိတ်ဆက်ကြမယ်နှုတ်ဆက်ကြမယ်ပြန်ဆိုင်ကြမယ်တူတူမောကြမယ်တူတူရီကြမယ်တူတူငိုကြမယ်ဒီလိုပေါ့ချစ်ခင်အောင်လို့နှစ်ရွာနှစ်ရွာဟိုဟိုနှစ်ရွာချစ်ချစ်ရေးပွဲပေါ့အဲနှစ်ရွာချစ်ချစ်ရေးပွဲမှာဘယ်လိုဖြစ်လဲဆိုတော့အဲနှစ်ရွာစကားပြောတော့ ဘောလုံးပွဲပြီးသွားရင်အဲ့နေရာမှာစကားမပြောတာပြဿနာမရှိဘူးနော် ရှုံးသွားကြည့်သူညံ့လို့ရှုံးတာငါညံ့လို့ရှုံးတာအတင်းသားချင်းချင်းတသိန်းလုံးညံ့လို့ရှုံးတာကိုသူညံ့လို့ရှုံးတာကိုညံ့လို့ရှုံးတာလည်းညှိုးထိုးပြီးအဲ့အတင်းသားချင်းချင်းလည်းစကားမပြောတော့အဲ့တော့ရွာတွေကလာအားပေးတဲ့ကောင်တွေကလည်းဘောလုံးသမားကိုစကားမပြောတော့ဘောလုံးသမားတွေကလည်းအတင်းသားချင်းချင်းစကားမပြောတော့အချစ်ကြီးရေးပွဲပြီးသွားတာနဲ့တရားတော့စကားမပြောတော့အဲ့ဒါကျွန်တော်မြန်မာနိုင်ငံမှာဖြစ်တဲ့ပြဿနာပါအခုကျွန်တော်တို့တော်လန်ရေးလေအဲ့လိုပြဿနာမျိုးရှိနေတယ်ဗျဒါကကျွန်တော်ဝေဖန်ထောက်ပြတာပေါ့ဒါမျိုးတွေကိုချင့်ချင်စဉ်းစားနိုင်ဖို့ကျွန်တော်တို့လိုအပ်တယ်ကျွန်တော်တို့ရဲ့အချိန်တွေကအားနေတာမရှိဘူးเนาะ ကျွန်တော်တို့ပြင်ဆင်နေတယ်စူးပွဲနေတယ်တက်ဆင်နေတယ်တိုက်ခိုက်နေတယ်ဒီကံက၄ရက်ကိုကျွန်တော်တို့အမြဲတမ်းလုပ်နေရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မှအားတဲ့အချိန်ဆိုတာမရှိဘူးအဲ့တော့အားတဲ့အချိန်မရှိတဲ့ကြားထဲကလိုအပ်တဲ့ရန်ပုံကိုကျွန်တော်တို့က social media ကနေတက်ပြီးတော့ကျွန်တော်တို့ကပြောရတယ်ဗျအဲ့တော့ကျွန်တော်ပြောချင်တာတော်လန်ရေးမှာဟုတ်ပြီဥပမာဗျာဒက်စင်ဆိုကြမဟုတ်ဘူးဗျာတခြားတပ်ဖွဲ့ကတိုက်လို့စစ်ကောင်စီကိုတင်းသွားရင်စစ်ကောင်စီကိုတက်ခတ်သိမ်းပိုက်နိုင်သွားရင်ကျွန်တော်လည်းမဟုတ်ဒီလိုမရဘူးလားကျွန်တော်ကတီးခွင့်မရှိဘူးလားအဲ့တော့အဲ့လိုမျိုးပဲဒီပြည်သူလူထုကရောတီးခွင့်မရှိဘူးလားအဲ့မှာကျွန်တော်တို့က စကန်တစ်ခုကိုတိမ့်နေမျိုးတစ်မျိုးကိုတိမ့်နေဆိုရင်တခြားဖွဲ့တွေရောတီးဖို့မလိုဘူးလားကျွန်တော်ပြောတာလေမလိုဘူးလားတီးလို့မရဘူးလားရတာပေါ့ကျွန်တော်တို့မြန်မာတော့ရတယ်အဲ့တော့ဘယ်တရင်တက်ဖွဲ့၄ပဲဖြစ်ဖြစ်စစ်ကောင်စီပုံရံသူဖြစ်တဲ့စစ်ကောင်စီကိုတိုက်ခိုက်သိမ်းပိုက်ချိန်မုန်းနိုင်နေဆိုရင်ကျွန်တော်တို့ကတော့ appreciate လုပ်မှာပဲကျွန်တော်တို့ကလက်ခုပ်တီးမှာပဲကျွန်တော်တို့ကတော့ကြွားမှာပဲဒါကဘာဖြစ်လဲဒါငါတို့ရဲ့တော်လိုင်းအင်အားစုတွေနိုင်တာဆိုပြီးကျွန်တော်တို့ကတော့ကြွားမှာပဲအဲ့တော့ကျွန်တော်တို့တက်ဖွဲ့ဝင်တွေတိုက်ခိုက်ရင်လည်းခင်ဗျားတို့ကြွားရမှာဒီလိုမျိုးရှိတာပေါ့နော် ဟိုကျွန်တော်အမြင်မှာတော့ဒီလိုမျိုးဖြစ်ပါဆိုကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကနိုင်တာဟုတ်အဲ့တော့ကျွန်တော်ပြောချင်တာဟုတ်ပြီကျွန်တော်တို့တော်လိုင်းအင်အားစုတွေမြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့တော်လိုင်းအင်အားစုတွေကတယောက်ကြရင်ရောကျွန်တော် RMB လုံးလို့မရဘူးလားကျွန်တော်ကဝန်내လို့မရဘူးလားကျွန်တော်ကရောဒီတော့ရဲဘော်အတွက်စိတ်ထိခိုက်ပေးလို့မရဘူးလားကျွန်တော်ပြောချင်တာအဲ့ဒါပေမဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကကျွန်တော်ဒါထောက်ပြတာချစ်လို့နော်ထောက်ပြတာကျွန်တော်ဟိုကျွန်တော်အင်အားစုတွေကဘယ်လိုလဲအခုဖြစ်နေလဲဆိုတော့ဘုံရန်သူကိုတခါလေးမေ့နေကြတယ်ဥပမာပေါ့ဟိုဟို ျွန်တော်တို့တခြားတက်ဖွဲ့ကတိုက်လို့အောင်မြင်လို့ကျွန်တော်တို့ကလက်ခုပ်ကြည့်ကြည့်ဟာဘာဖြစ်လဲဆိုမင်းတို့နဲ့ဘာဆိုင်လို့လဲမင်းတို့ကဘာလို့ပျော်တာလဲမင်းတို့ကရောပျော်နေဘာဖြစ်ညာဖြစ်လဲဟာအဲ့လိုမျိုးရောပျော်တော့မရဘူးလားဗျာဒါတော်လိုင်းအင်အားစုတွေနိုင်တာလေဗျာကျွန်တော်တို့တော်လိုင်းသမားတွေလေကျွန်တော်တို့တော်လိုင်းသမားတွေဗျာကျွန်တော်တို့တော်လိုင်းအင်အားစုတွေနိုင်တာအဲ့တော့ကျွန်တော်တို့နိုင်ရောအတူတူမဟုတ်ဘူးလားကျွန်တော်တို့ကတော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ကအတူတူမဟုတ်ဘူးလားအဲ့တော့တော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဗျာနှစ်ဖွဲ့ပဲရှိတယ်ဗျာနော်ပြည်တော်စုကိုကြီးမန်းပြီးသွားနေတဲ့အဖွဲ့ရေဗမာယူနစ်ကိုသွားနေတဲ့အဖွဲ့ရေဒါပဲရှိတယ်တော်လိုင်းရေးပါ ဒါပေမဲ့အနာဖွဲ့လုံးရဲ့ဘုံကြီးမင်းချက်ကလည်းဒီအနာရှင်စနစ်ပြုတ်ကျပြီးတော့မှလူတို့လိုလားတော့နိုင်ငံတော်တစ်ခုတီဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်ပဲကျွန်တော်တို့ရည်ရွယ်ချက်လည်းတူတယ်ရည်မှန်းချက်လည်းတူတယ်လှုပ်ဆောင်ချက်လည်းတူတယ်ဗျာကျွန်တော်တို့အားလုံးတူတယ်ကျွန်တော်တို့မတူတာဆိုလို့တရင်တက်ဖွဲ့ပဲရှိတယ်အဲ့တော့ကျွန်တော်တို့မတူတာဆိုလို့တရင်တက်ဖွဲ့ပဲရှိတယ်ဗျာတရင်တက်ဖွဲ့ကလည်းတူအောင်လုပ်ရင်လုပ်လို့ရတယ်နော်ဒါပေမဲ့လူ900ရှင်တရင်တရင်ပဲရမယ်လူ1000ရှင်တရင်နှင်းရင်ဖြစ်မယ်အဲ့တော့လူ1000တရင်တရင်နဲ့လောလောလို့မရဘူးသူရဲ့ဖွဲ့စည်းပုံကရှိတာဟုတ်အဲလိုမျိုးတွေတော့ရှိတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုအာနာရှင်စနစ်ကို တိုက်တဲ့နေရာမှာတူတာကိုတွဲသွားမယ်မတူတာကိုကွဲသွားမယ်ဘယ်သူပဲရှုံနေရှုံနေအဲဒါကျွန်တော်တို့ရဲ့ရှုံနေမှုပဲဘယ်သူပဲအောင်မြင်အောင်မြင်ဒါကျွန်တော်တို့ရဲ့အောင်မြင်မှုပဲဆိုတော့ကျွန်တော်တို့ဒွန်လိုင်းရေးသမားတွေတရားနဲ့တယောက်အခုအခန်းနည်းနည်းနဲ့ကျွန်တော်တို့ကသွားဖို့လိုတာပါအခုကကျွန်တော်တို့ကြည်နေတာကျွန်တော်တို့ဒွန်လိုင်းရေးကဘလို့ဖြစ်နေလဲဆိုတော့ကျွန်တော်တို့ငငယ်တုန်းကလက်ခုပ်တီးခဲ့တယ်ကျွန်တော်တို့ကြေးရွာချစ်ချည်ရေးပွဲလိုပဲဟိုဘောလုံးမကန်ခင်မှာကတော့အားလုံး AC ပဲဘောလုံးကွင်းရောက်တဲ့အထိခရယာမှုတ်တဲ့အထိအားလုံး AC နေသေးတယ် ဲ့ဒါမှုတ်ပြီးတော့မှသူတင်ကိုရင်ကန်လဲကန်အောင်ချစ်ချစ်ရေကန်တဲ့ကောင်နဲ့လည်းကိုနဲ့စကားပြောတော့ကိုအတင်းသားနဲ့လည်းကိုနဲ့စကားပြောတော့နောက်ဆုံးရွာတွေကကောင်တွေနဲ့ပဲစကားပြောတော့ဘူးအဲ့လိုဖြစ်အခုလည်းတော်လိုင်းရေးမှာအဲ့လိုပဲဥမာဂျက်စီဆိုကြောက်ထောက်ပံ့တဲ့သူကတခြားစစ်ကြောင်းကအောင်မြင်မှုရလို့လက်ခုပ်သွားမတီးနဲ့ဘာဆိုင်လို့လဲဘယ်လောက်ထောက်ပံ့ဘူးလို့လဲဘာညာပြဿနာရှာပြီမဟုတ်လေတော်လိုင်းအင်အားစုတွေကဒါအောင်မြင်တာပဲလေအထိခိုက်ရင်ရောဥမာဘောဂျက်စီဆိုကြောက်ရဲဘော်ကြောက်ဆုံးလို့တခြားစစ်ကြောင်းကအဲလာငိုတယ်ဆိုရင်လည်း အဲတချို့လူတွေကဘာဆိုင်လို့မင်းတို့နဲ့ဆိုင်တာဒါသူတက်ဖွဲ့မင်းတို့တက်ဖွဲ့မှမဟုတ်တာမဆိုင်ဘူးလေဒါကျွန်တော်တို့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတဆုတစီးတဲ့ညွတ်ညွတ်ထဲအဲကျွန်တော်တို့သွားရမယ်ဟိုခင်ဗျားတို့ရဲ့ကြဆုံမှုကကျွန်တော်တို့ရဲ့ကြဆုံမှုကျွန်တော်တို့ရဲ့အောင်မြင်မှုကလည်းခင်ဗျားတို့ရဲ့အောင်မြင်မှုပဲဒါတော်လန်ရေးဟေးတက်ဖွဲ့ဝင်မိမိဖက်ပဲဖြစ်ဖြစ်မိမဖက်ပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ကဟိုအတူတူဆိုတဲ့စိတ်ရှိရင်တော့ကျွန်တော်တို့အောင်မြင်နိုင်နေတာပေါ့အဲကျွန်တော်တို့ဒီတိုက်ပွဲတိုက်တဲ့အခါကျရင်လည်းကျွန်တော်တို့တွေ့မြင်ရတာလေရှိကျွန်တော်တို့ကစစ်ဦးမှာတိုက်တယ်အချို့ကကျတော့စစ်ရဲ့အခြေမှာတိုက်တယ်ပေါ့အဲ့တော့စစ်အခြေမှာတိုက်လို့ ဟိုစေဦးကတိုက်နိုင်ဖို့အတွက်စစ်ချေရဖြစ်ပေးရတာပေါ့ဒါအနေဟိုလိုမျိုးဥပမာပြောပြတာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီခါကျတော့ချင်းစစ်ချေမှာတိုက်တဲ့အဖွဲ့တွေကကိုဘက်ကအရင်နေွားတဲ့ခါကျရင်ငါမပါလို့အရင်နေတာဆိုတဲ့ပြဿနာရယ်နောက်တစ်ခုကကျတော့ဟိုဒါငါတို့ဖွဲ့မှမဟုတ်တာဘာမှဖြစ်ပါဘူးမဟုတ်လေဒီစစ်ချေမှာအရင်နေရင်စေဦးကကောင်းနေလဲခံရဖို့အလားလားရှိတာပေါ့ဒါဘယ်ဘက်ကပဲအရေးနေနေကျွန်တော်တို့အရေးနေတာပဲအဲ့လိုပဲဘယ်ဘက်ကပဲအရေးသာသာကျွန်တော်တို့အရေးသာတာပဲအဲကျွန်တော်တို့ဒီတပ်တပ်ဖွဲ့ဝင်နေရတော့အဲ့လိုမျိုးရှိတာပေါ့အဲ့လိုမျိုးရှိဖို့အတွက်လည်းကျွန်တော်တို့ခေါင်းဆောင်နေနဲ့စိုင်းနေလို့ကျွန်တော်တို့ကတော့ထင်တယ်ခေါင်းဆောင်နေအနေနဲ့ကိုယ့်ရဲ့တိုင်းတပ်ဖွဲ့ကိုကောင်းကောင်း ဟိုစိတ်ထားနှလုံးသားကောင်းနေရှိဖို့စီရီရချက်မှန်ဖို့နိုင်ငံရေးရချက်မှန်ဖို့ထင်းချောင်းတင်တယ်လို့ဟိုထင်တယ်ပေါ့ငါ့ကိုချင်းပြီးရောငါ့ကိုဟိုငါနောက်လိုက်ရင်ပြီးရောဆိုတဲ့အတွေးမျိုးပဲထားရင်တော့မဟုတ်ဘူးတော့တော့ပါလဲဆိုတော့ကျွန်တော်တို့ရဲဘော်တွေကကိုယ့်ရဲ့ခေါင်းဆောင်ကိုချစ်ခင်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ခေါင်းဆောင်ရဲ့ဆုံးမဩဝါဒတွေကကိုယ့်ရဲ့ခေါင်းဆောင်ရဲ့အနေထိုင်ပြုမှုတွေကသူတို့ဘော်အများကြီးလွှမ်းမိုးမှုရှိတယ်အဲ့တော့ခင်ဗျားတို့စကားကြားဘူးလားမသိဘူးဟိုဘယ်လိုပြောရမလဲမိမဆုံးမဖမဆုံးမဆိုတဲ့စကားကိုခင်ဗျားတို့ကြားဘူးလားမသိဘူးဘယ်လိုပြောရမလဲဆိုတော့မိမဆုံးမဖမဆုံးမရင်တာသမီတွေအရင်ဆိုင်လေးတွေဖြစ်တယ်အဲ့တော့အရင်ဆိုင်လေးတွေဖြစ်လို့ရှင့် ဘလို့တိတ်ခါကြတယ်ဆိုဒီမိသားစုကြီးတိတ်ခါကြတာပေါ့ဗျာမိမဆုံးမဖမဆုံးမသားလေးတွေကအဟိုတာသမီတွေကအရင်ဆိုင်မွေးဝါရင်ဘလို့ဖြစ်လဲဆိုတော့ဒီမိသားစုတိတ်ခါကြတာပေါ့မဟုတ်လားအဲ့တော့ကျွန်တော်ပြောကျွန်တော်တို့ရဲ့ရဲဘော်ညီကောင်တို့မတွေကကိုနောက်လိုက်ရင်ပြီးရောကိုချင်းပြီးရောဟိုလှုပ်လို့မရဘူးကျွန်တော်ထင်တာလေလှုပ်လို့မရဘူးလှုပ်လို့တင်ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုဘယ်သူပဲကြာရှုံရှုံကျွန်တော်တို့အတူတူကဝမ်းနေရမယ်ဘယ်သူပဲအောင်မြင်မြင်ကျွန်တော်တို့အတူတူကပျော်ရွှင်ရမယ်ကျွန်တော်တို့ဒီဟိုတော်လန်ရေးဆိုတဲ့အောက်မှာ ရည်ရွယ်ချက်ကောရည်မှန်းချက်ကောလှုံ့ဆော်ချက်ကောကျွန်တော်တို့ကတူတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ကဖြစ်တယ်အဲ့တော့ကြေးပါချစ်ကြည်ပွဲလို့ဘောလုံးပွဲပြီးစကားမပြောအဲ့လိုမျိုးတော့ဟိုမဖြစ်စေချင်ဘူးပေါ့နော်အဲခုနပြောသလိုပေါ့ရဲဘော်တွေကကိုယ့်ရဲ့ခေါင်းဆောင်နေရဲ့အပြုတ်မှုအနေထိုင်အပြောဆိုတွေကသူတို့ပေါ်မှာအများဆုံးလွှမ်းမိုးမှုရှိတယ်အဲ့ဒီဟာတွေကကိုယ်ကတတိထားရမယ်ပေါ့ကိုယ်ကတတိထားရမယ်ဟိုကိုယ့်ကိုထောက်ခံပြီးရောကိုယ့်ကိုချစ်ရင်ပြီးရောဆိုပြီးတော့မှဟိုလက်လို့စပယ်ထားလို့မရဘူးအဲ့ကြလို့ရှင်ဘာဖြစ်လဲဆိုတော့ခုနကျွန်တော်ပြောသလိုမိမဆုံးမဖမဆုံးမလေးတွေဖြစ်သွားတဲ့အခါဒီအိမ်ကတိတ်ခါကြတယ်အဲ့ဒီအိမ်ကဘာအိမ်လဲဆိုတော့တော်လန်ရဲ့အိမ်ပေါ့ဗျာ ကျွန်တော်တို့ဒေါ်လာရေးအိမ်ကြီးပေါ့ကျွန်တော်တို့ဒေါ်လာရေးလှေကြီးပေါ့တလေလဲကျွန်တော်တို့ကစီးပြီးတော့ရေစံတက်နေကြတယ်ကျွန်တော်တို့ကကောင်းနေလေကျွန်တော်တို့တိုင်းတက်ဖွဲ့ချင်းချင်းတီတလေလဲစီးပြီးတော့မှရေစံတက်နေရတယ်လူတွေဖြစ်တဲ့တော့ကြောင့်မဟုတ်မခုံးမတကောင်နဲ့တလေလုံးဟိုမပုတ်ချင်ဘူးအဲ့တော့ကျွန်တော်တို့ပြောလိုတာကဂျက်စီဆိုကြအနေနဲ့ဒီဒေါ်လာရေးလှေကြီးကိုမပုတ်စေရဘူးအဲ့တော့တခြားတိုင်းတက်ဖွဲ့တွေလည်းဟိုဒီကြောင့်ဟိုကြောင့်မပုတ်အောင်ကိုယ့်ရဲ့တိုင်းတက်ဖွဲ့ဝင်တွေကိုစနစ်တကျထိန်းချောင်းပေးတယ်ဆိုရင်တော့ဟိုမိမဆုံးမဖောက်ဆုံးမဖြစ်တော့ဘူးဗျာအဲဒါဒါမျိုးကိုကျွန်တော်ကချစ်လို့ ကျွန်တော်ဟိုအမုန်းခံပြီးတော့အကြံဉာဏ်ပေးတာပေါ့အဲဒီလိုမျိုးအကြံဉာဏ်ပေးတာလေးလဲကျွန်တော်ခဏခဏပြဿနာတက်ရတာရှိအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဟိုးကျွန်တော်ကကျွန်တော်တို့ဒီကောက်ဝေးဝင်ကြီးဌာနကနေကျွန်တော်တို့လက်နက်၅လက်ရရတဲ့ချိန်မှာကျွန်တော်တို့လက်နက်တွေတကယ်ပဲပြဿနာတက်ခဲ့တဲ့တိုက်ပွဲထဲမှာအဲ့တော့ပြဿနာတက်ခဲ့တဲ့ဟာကိုကျွန်တော်ကမြေပြင်မှာအကောင်းဆုံးရှင်းဖို့ကျွန်တော်ကြိုးစားတယ်ဒါပေမဲ့လည်းဟိုကျွန်တော်တို့ရှင်းလို့မရခဲ့ဘဲနဲ့လူလူကိုထုတ်ပြောလိုက်ရတာရှိသွားတယ်ပေါ့အဲ့ဒီချိန်မှာလည်းကျွန်တော်ကတော်လိုင်းအင်အားစုတွေအကုန်လုံးအန်ရယ်ကင်းစေဖို့ဒီလိုလက်နက်မျိုးတွေမရစေဖို့ အဲကျွန်တော်ကဟိုပြောခဲ့ပေးမယ်လေဒီဒေါ်လာရေးအင်အားစုတွေကတချို့တပ်ဖွဲ့ဝင်တွေကိုယ်တိုင်ရအောင်ဟိုလက်နဲ့ရတာတော့မကျင်တတ်ဘူးလားဆိုတဲ့ပြဿနာမျိုးတွေနဲ့အဲကျွန်တော်တို့ပြန်ပြောခံရတာပြဿနာရှာခံရတာမျိုးရှိတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကတော့ပြဿနာမရှိပါဘူး။ဟိုမှာကျွန်တော်တို့တပ်ဖွဲ့မှာဒီလက်နဲ့ရောက်လာလို့ဒီလက်နဲ့က error ဖြစ်သွားလို့ကျွန်တော်ရဲဘော်ထိခိုက်သွားတာမှန်တာပေါ့။အခင်များတို့မှဟိုဒါမင်းတို့ရဲဘော်ထိခိုက်တာငါတို့ရဲဘော်ဟိုမထိခိုက်တာမဟုတ်ဘူးဆိုတော့ဟိုစကားမျိုးပြောနေတော့လေ။ ခင်ဗျားတို့အတွေးခေါ်တွေကမှန်ပါတယ်။ဒါပေမဲ့ဂျက်စီဆိုကြရဲဘော်တီတယ်ခင်ဗျားတို့ရဲ့ညီကောင်မောင်တို့ခင်ဗျားတို့ရဲ့ရဲဘော်ရဲဘက်ဝင်စလို့တွေးတယ်ဆိုရင်တော့ဒီလိုစကားမျိုးတွေပဲပြောတော့မယ်။ကျွန်တော်တို့ကတော့ဘယ်တရင်တစ်ဖွဲ့ဝင်မဆိုထိခိုက်ရင်ကျွန်တော်တို့ဝန်းနေတာပဲ။ဘယ်တရင်တစ်ဖွဲ့မဆိုဟိုရွံ့ရွံ့ချွံ့ချွံ့တော်လန်နေတာတွေ့ရင်သူကောင်းပြုခံရမယ့်လူတွေကပါရင်ကျွန်တော်တို့ကလည်းသူကောင်းပြုတာပဲ appreciate လုပ်တာပဲကျွန်တော်တို့ကလည်းလေးစားတာပဲကျွန်တော်တို့အားကြတာပဲကျွန်တော်တို့ချစ်ခင်ရတာပဲအဲ့တော့ကျွန်တော်တို့ကပို့ပြီးတော့မှသိရှိနားလဲတဲ့ခေါင်းဆောင်ခေါင်းလေးတွေ့ရင်ကျွန်တော်တို့ကလည်းလိုက်တာပဲရှင်းပြောရမယ်ကျွန်တော်တို့ကဟိုထမင်းစားကြုံခံနေတော့မဟုတ်ဘူးကျွန်တော်တို့လည်းကျွန်တော်တို့ သွားရမယ်လမ်းမှာကျွန်တော်တို့ဥဆောင်တဲ့သူကကျွန်တော်တို့ဥဆောင်ဥရပြုရလားတောင်းဝင်မှုတောင်းဝင်ခံမှုရှိရလားဆိုတော့ကျွန်တော်တို့လည်းကြည့်အဲ့တော့ဂျက်စစ်ဆိုကြမှာကျွန်တော်ပြောပြချင်တာကျွန်တော်တို့ဂျက်စစ်ဆိုကြမှာရဲဘော်တွေကျွန်တော်တို့အမြဲတမ်းမှာဂျက်စစ်ဆိုကြသည်စေရွေချက်နိုင်ငံရေးရွေချက်မှန်မှန်တော့တဲ့နေ့မင်းတို့ဂျက်စစ်ဆိုကြကိုစွန့်ခွာဖို့အဲ့တော့ဂျက်စစ်ဆိုကြရဲ့စေရွေချက်ကဘာလဲဆိုတော့အာနာရှင်စနစ်ပြတ်သုံးရေးပေါ့ဗျာโอเคရအောင်ရှင်းတယ်နော် justice ဆိုကြရွေချက်ဘာလဲဆိုတော့အာနာရှင်စနစ်ကိုပြတ်သုံးရေးတယ်ကျွန်တော်တော်လိုင်းတက်ဖွဲ့အားလုံးအနေနဲ့လည်းအာနာရှင်စနစ်ကိုပြတ်သုံးရေးဆိုတဲ့အရွေချက်ရှိကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အခုကျွန်တော်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေက အန်ဒလိုပြန်နော်ကိုဆွဲပြောတဲ့ပုံစံတပုံစံနဲ့ပဲဗျ။တွားလိုက်ချိန်မှာတော့ဆဆုဆစည်းနဲ့နောက်ပိုင်းကျတော့ရှင်းလင်းတဲ့အချိန်လေးရောက်လဲရောက်ရောကျွန်တော်တို့မတဲတော့ဘူး။အဲ့လိုဖြစ်နေရပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကအဲ့ရဲ့အရာတွေကိုကျွန်တော်တိထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ပညာသားရှိရှိနေပေါ့နော်။ကျွန်တော်ပညာရှိဆန်စွာနဲ့ကျွန်တော်တို့တူတူအဖေးမကူညီနဲ့နားလည်ပေးနေပေါ့နော်။ဒီရဲ့စစ်အာဏာရှင်ကြီးကိုအမြင့်ပြုတ်အောင်တိုက်မယ်ဆိုတဲ့ယူချက်တစ်ခုထင်းနေပေါ့နော်။ဒီပခါတွေမဖြစ်ပင်နေပေါ့နော်။တပွဲတစ်ပွဲရိုင်းမင်းကူညီရင်းနဲ့ဒီရဲ့ဒေါ်လာရဲ့ရောအောင်အောင်တွားကြပါလို့ကျွန်တော်ဒီကနေ့ပြီးတော့မြတ်တရရဲ့ခံပါတယ်။ အောင်သွားဖို့တော့ကိုလည်းစူးစမ်းပြကြပါလို့ကျွန်တော်တိုက်တွန်းလိုက်ပါတယ်ဆိုတော့ကိုစွေပြောတော့ကလည်းရန်ကုန်ပြည်စုံသွားပြီပေါ့နော်မတတဲကြီးပြောတာလည်းရန်ကုန်ကောင်းတယ်ဆိုတော့ဒီနေ့ကတည်င်းကောင်းလေးတွေဖြစ်တဲ့တော့ပေါ့နော်တည်င်းကောင်းလေးတွေအပေါ်မှာမူတီရောမှာကိုတိမင်ချက်ကိုလည်းကိုမမရေးခဲ့ပြပါအောင်ဒါဆိုရင်ကျွန်တော်အများကြီးပြောတော့ပါဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပြတဲ့ညီကောင်မတို့ရောက်ချင်းစီတိုင်းလည်းအထူးပြင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျကျွန်တော်တို့တော်လိုင်းညီကောင်မတို့များအားလုံးဆက်ဆက်ရအစီအပြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နေ့ကျမှပြန်လေ့ကြမယ်ကျမရေးရေးကြည့်ဆက်ကြပါခင်ဗျ